အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Valencia member in so ဖြစ်ပါတယ်အဲကျွန်တော်အခုတော့မှတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအတွက်ပေါ့လေအခုရောက်ရှိလာမဲ့မြမရိုးရပေါ့လေနှစ်သက်ပေါ့1386ခုနှစ်ကနေ1389ခုနှစ်ကိုကူးပြောင်းတော့မယ်အဲ့တော့ကူးပြောင်းတဲ့1389ခုနှစ်တိရစ္ဆာန်ပတ်လုံးမှာကျွန်တော်ရမယ်ကံကြမ္မာအကောင်အဆိုးတွေကိုအသေးစိတ်လေးလအလိုက်ကနာတခုရင်စီတိုင်းကျွန်တော်ခွဲခြားပြီးတော့ဟောကြားပေးမှာဖြစ်ပါတယ်နော် တော့မဟောကြောင်းကမှတခုမှာစရာလေးတွေကြိုပြီးတော့မျက်တာရက်ခံစရာလေးတွေရှိတယ်။အဲ့တော့စနေသားသမီးအားလုံးတို့လို့ကျွန်တော်ပြောပြီးတော့ခေါ်တာဖြစ်တယ်။မြန်မာနိုင်ငံမှာစနေသားသမီးပေါင်းတန်းတဲ့ခြေရှိတယ်ပေါ့လေ။အဲ့တော့တယောက်ချင်းစီရဲ့ဇရာတွေကိုအသေးစိတ်တွက်ချက်စစ်စီတာမဟုတ်ဘူး။အားလုံးတို့ခြုံပြီးခေါ်တာဖြစ်တယ်ဆိုတော့လေသိသိချင်းတယ်။အဲ့တော့ခေါ်တဲ့အခါမှာကံကောင်းနေဖြစ်စေကံညံ့နေဖြစ်စေပေါ့လေအကောင်းဆိုးကတော့အများအားရောတဲ့သဘာဝရှိတယ်အဲ့တော့ကောင်းတာတွေရောဆိုးတာတွေရောပွာမှာပေါ့ပွာတော့တချို့လူတွေတွေဗာလေးတွေဆိုလဲဆိုတော့ စနေလို့ဟောပြီးဆိုရင်စနေသားသမီးကိုကျွန်တော်တို့ကကောင်းတယ်လို့ပြောကြပါလို့ပြောနော်အဲ့တော့အားဒီစရာရှောက်ပြောနေတာငါတို့ကအခုရင်ဒီမကောင်းဆိုတဲ့သူကလာသေးတယ်ဒီချက်ကတော့မကောင်းပြောလို့ရှိရင်ဟာငါတို့ကမကောင်းတယ်ဘာမှမဖြစ်ပါဘူးရှောက်ပြောတာလို့ဆိုတယ်အဓိကဆိုလိုချင်တာကဒါဒီတဦးတယောက်ချင်းစာနာအသေးစိတ်စတာမဟုတ်ဘူးတီကြာသိရင်တော့ဘယ်သူမှမသိကျွန်တော်စီမှာစာနာနာစစ်ပေါ့လေနော်အဲ့တော့ဒါကအားလုံးကိုခြုံဟောတာခြုံဟောတယ်လို့ဆိုတော့လည်းပဲကျွန်တော်ရဲ့ဟောစတာကဒီအားလုံးအတွက်အနည်းဆက်ဆုံးဖြစ်အောင်မှန်ကန်အောင်ကျွန်တော်ဟောပေးခြင်းဖြစ်တယ်အဲကျွန်တော်ဟောစတာနားထောင်မှုတွေသူတွေနဲ့သိကြပါတယ်ပြောနော် ဲ့တော့မဟုတ်ဘူးခင်မာတရားလေးရှိပါသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အချက်ရှိချက်ဟောပေးမယ်အဲနံပါတ်1အချက်အနေနဲ့ကျွန်တော်ဒီတက်စ်ဆာပတ်လုံးမှာစနေသားသမီးတွေကြုံလို့ရမယ်စက်တပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေလေးတွေကျွန်တော်ဟောပေးမယ်နံပါတ်2ကတော့အလောက်ကန်နဲ့ပတ်သက်တဲ့အခြေအနေလေးဟောပေးမယ်နံပါတ်3ကိုဝင်ဝင်နဲ့ပတ်သက်တဲ့အခြေအနေလေးဟောပေးမယ်နံပါတ်4ကိုပညာရေးနဲ့ပတ်သက်တဲ့အခြေအနေလေးဟောပေးမယ်နံပါတ်5ကိုအိမ်တော်ရေးနဲ့ပတ်သက်တဲ့အခြေအနေလေးတွေဟောပေးမယ်နံပါတ်6ကတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေလေးတွေကျွန်တော်ဟောပေးမယ်နံပါတ်9ဆိုရင်ကျွန်တော်အကြံပေးချက်ဆိုပြီးတော့ဟောပေးမယ် နံပါတ်၈ကတော့တနစ်စာပတ်လုံးလောက်ကမဲ့ရေရာအနေနဲ့ကျွန်တော်အချက်၈ချက်ပြည့်ပြည့်စုံစုံလေးကဏ္ဍတစ်ခုရင်းဒီလလိုက်ကျွန်တော်ခွဲပြီးခေါ်ပြီးမှဖြစ်တယ်အဲ့တော့ကျွန်တော်တို့နှစ်သစ်တစ်ခါကူပြီးဆိုရင်အဲ့တနစ်စာပတ်လုံးမှာပေါ့လေဗနိသသမီးရကံကောင်းပြီးဗနိသသမီးရညံ့မယ်ဆိုပြီးအများနာနေတည်ရှိကြပါတယ်ပေါ့အဲ့တော့ဒီအခုလာမဲ့1389ခုနှစ်မှာနေ့နံ9ခုရှိတဲ့အထက်ကမှကံအကောင်းဆုံးနေ့နံကိုလက်ညှိုးညွန်ပြပါလို့ပြောခဲ့မယ်ဆိုရင်တော့ကျွန်တော်စနေသားသမီးလေးကိုပဲလက်ညှိုးထိုးပြရမယ် နေ့နံ9ခုရှိတဲ့အထက်မှာစနေသားသမီးတွေဒီကံအကောင်းဆုံးသောအဲနေ့နံဖြစ်တယ်ဆိုတာလေးသိသိချင်းတယ်ဒါစနေသားသမီးတွေကအမှန်ဝမ်းသာဖို့ကောင်းတယ်သို့တော့အဲ့လိုမျိုးပြောတဲ့အခါမှာအရာအလုံးတရားရခံတော်ကြီးကောင်းတယ်လို့တော့ပဲရှိပါမလဲဗျာနော်တခုကောင်းရင်တခုဘက်မှာတော့အညာခက်နေတယ်ရှိတာပေါ့ဥပမာကျမကြီးကောင်းတဲ့သူဆိုလို့ရှိရင်ငွေကြီးလေးခက်ခဲတက်တဲ့သဘာဝရှိတယ်ငွေကြီးအဆင်ပြေတဲ့သူတွေဆိုရင်ကျမကြီးလေးနည်းနည်းညံ့ညင်ညံ့မယ်လောကသဘာဝကတော့ဒီလိုမျိုးအဆိုးကောင်းတော့ကြောတာပေါ့သို့တော့တခြားနည်းနည်းလေးတွေနဲ့ရှင်မယ်ဆိုရင်တော့ စနေသားသမီးတွေဒီအခု လာမယ့်နှစ်သက်မှာကံအကောင်းဆုံးနှစ်သက်ဖြစ်တယ်ဆိုတာလေးသိသိချင်းဟုတ်ပြီအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်စိတ်ရပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေလေးတွေခေါ်ပေးခြင်းတယ်အဲ့တော့စိတ်ရပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေလေးတွေကဒီနှစ်စာတနစ်စာလုံးမှာပေါ့လေကောင်းတာလေးတွေရှိတော့လည်းပဲစိတ်နဲ့ပတ်သက်လို့ရှင်အခက်မသိတာမျိုးလေးတွေကြုံရတတ်တယ်ကြဘာပဲလုပ်လို့ပြစိတ်တိုင်းမကြအောင်အားမလို့အားမရဖြစ်နေတာမျိုးလေးတွေဓာတ်ထပ်ပို့ပြီးလှုပ်ချင်တဲ့စိတ်လေးတွေလုံလန်နေဆိုပြီးကိုယ့်ကိုယ်ကိုယုံကြည်ချက်စိတ်လေးတွေကတော်တော်လေးပြင်းထန်တတ်တယ် ကိုလုံးတာလည်းအားမရသလိုလူများလုံးတာလို့ရှိရင်လည်းမကြဘူးပြလူများကလည်းသဘောမကြဘူးကိုယ်တိုင်လုံးလို့ရှိရင်လည်းကိုကိုကိုစိတ်တိုင်းမကြတာမျိုးတွေဖြစ်တော့စိတ်နဲ့ပတ်သက်ပြီးတော့သတိလေးထားပေးပါလို့ထပ်တယ်လည်းလည်းအကြံပေးခြင်းတယ်ဗျာနော်အကြံစီကောင်းတွေရတတ်တဲ့နေ့ထမှာပါတဲ့အတွက်အမရန်ကောင်းတယ်ကိုကြံထားတဲ့အကြံစီကောင်းတွေအကောင့်ထဲပေါ်လာလိုက်မယ်အထူးသဖြင့်ဧပြီလနိုဝင်ဘာလဇွန်လဇန်နဝါရီလအဲ့ဒီလတွေမှာဆိုရင် အထူးစိတ်ချမ်းသာတတ်တဲ့အနေအထားမှာရှိတယ်ကိုဖြစ်ချင်တဲ့အရာလေးတွေဖြစ်တည်လာနိုင်မယ် လိုချင်တာလေးတွေလှုပ်ချင်တာလေးတွေအကောင့်ထဲပေါ်လာမယ်ဆိုတော့အနေထားလေးတွေဖြစ်တည်လာနိုင်မယ်။ Orchestra Masla အဲ့ဒီလနေ့မှာတော့ကိုထက်ကြီးခဲ့တဲ့အထက်လူကြီးဆရာသမားတွေကြောင့်ဝမ်းသာတရားလေးတွေသတင်းကောင်းလေးတွေကြားရတဲ့အနေထားလေးတွေရှိတယ်။စိတ်ဝမ်းသာတရားလေးပေါ့လေစိတ်ပျော်ရွှင်တရားလေးတွေဖြစ်ကိုဖြစ်လာနိုင်မယ်။အော်တိုဘလာမှာဆိုလို့ရှိရင်တော့ကိုရဲ့အင်ဒီနာနေချင်းတွေကြောင့်စိတ်ငြိစိတ်တော်ကလေးတွေရောက်ရတဲ့ဘေးအိမ်နဲ့အင်ဒီနာချင်းနဲ့ရန်ဆောင်တာလေးတွေမတည့်တာလေးတွေကြောက်စားဖြစ်တာမျိုးလေးတွေကြောင့်အဆင်မပြေဘူးဖြစ်တတ်တယ်။ကိုကိုတပုတ်လေးလေး မကောင်းတာလေးတွေပြောတာမျိုးတွေခံရတဲ့ဂျန်နဲ့လာနေတယ်မှာဆိုတော့တိတ်ပြီးထူးထူးခြားခြားကောင်းခြင်းဆိုးခြင်းလေးတွေတိတ်မရှိဘူးပေါ့လေတာမန်ပုံမှန်အနေထားလေးတွေပဲဖျက်သန်းနိုင်တယ်နမနဲ့အချက်အနေနဲ့ကျွန်တော်အလောက်ကန်နဲ့ပတ်သက်ပြီးပြောချင်တယ်အဲ့တော့နမနဲ့အချက်အနေနဲ့အလောက်ကန်ဆိုရင်ဒီနှစ်တနစ်ဆောင်ပတ်လုံးမှာအလောက်ကန်ကတော့အထူးအဆင်ပြေမယ်ဆိုတဲ့ကာလတွေမှာပါတယ်ဗျလက်ညှိုးညွန်ရရေဖြစ်မဲ့ဆိုတော့ကာလပြောပါနော်အဲ့လောက်ထိအောင်ဖြစ်တယ်ကိုလိုတဲ့အလုပ်မှာကိုယ့်ရဲ့လက်အောက်ငယ်သားတွေကတော့ဘယ်လိုပြောမလဲ ကိုလို့တဲ့လောက်ရဲ့အောက်မှာရှိတဲ့လောက်ငယ်သားတွေရဲ့ယူသေးလေးသားမှုခံရတဲ့တနည်းအားဖြင့်ပြဒီကာလမှာစနေသားသမီးတွေကမင်းဖြစ်တဲ့ကာလလို့ခေါ်တယ်။ထပ်ပြောမယ်နော်။တချို့ဒီအကြီးပိုင်းနေမှာဆိုလို့ရှိရင်စနေသားသမီးတွေဒီကာလမှာမင်းဖြစ်တဲ့တဘာဝရှိတယ်။အဲအဲ့ဒါလေးတွေတော်တော်လေးအားကောင်းတယ်ဗောလေ။ဆိုတော့ရာလူကြီးကြီးမားမားရတယ်ဆိုတဲ့အနေထားမျိုးတွေဖြစ်တတ်တယ်။အောက်လငယ်သားတွေရဲ့ယူကျိုးမှုတွေတွေနာခံမှုတွေတွေကိုယ်ကိုလေးစားမှုတွေတွေကြုံရတဲ့တဘာဝရှိတယ်နော်။ဆိုတော့ သို့တော့တခုတော့ရှိတော့ဟိုဟာတခုတော့သတိတော့ထားပါလေကောင်းတဲ့ဟာလေးတွေရှိသလိုအရင်တော့ယုံကြည်ကိုးစားလို့တော့မရဘူးအဲ့ဒါလေးတော့ဂယုစိုက်ပြီးပါဗျာနော်ဒီနေ့မှာအဓိကအဖြစ်ကိုတူးကိုချုံရင်ပိုကောင်းတယ်ဗျာနော်တခြားသူတွေကိုအရင်ကြီးမိကိုလာမျိုးတွေရှောင်လေးပါလုံလုံလောက်ဖြစ်မဲ့ကာလဖြစ်တဲ့အတွက်ကြိုးစားဖို့ပဲလိုပါတယ်ဗျာနော်အဆင်ပြေပါတယ်ပြီးတော့ကိုဟာကိုကိုဝါသနာနဲ့ငွေတွေကပါလိမ့်ရှိတယ်စနေသားသမီးတော်တော်များများသူတို့ကနှာခေါင်းပေါ်နဲ့အသက်မရှင်ကြဘူးလေဒါလည်းသဘာဝပါပဲကောင်းပါတယ်ဗျာနော် တော့ဒီကတော့မှတခုသတိထားပေးစေချင်တယ်စနေတိုင်းစနေတိုင်းလို့လို့အနည်းဆက်သုံးပြောချင်တာကတခုခုဆိုလို့ရှင်သူကဇူရီဇူရိုလောက်တဲ့အခြေအနေတွေရှိတယ်ဗျအဲ့တော့ဘာပဲလို့လို့ဇူရီဇူရိုလောက်ချင်ပြီဆိုရင်အဲ့လိုမျိုးလောက်တာကြောင့်ပြဿနာလေးတွေမတက်တင်ပဲတက်သွားတာမျိုးတွေဖြစ်တတ်တဲ့အတွက်အဲ့ဒီဇူရီဇူရိုလောက်တဲ့စိတ်ဓာတ်တွေကိုတော့နည်းနည်းလေးသတိထားပြင်ဖို့ဘီယူဆိုင်ပြီးပါတခုခုဆိုရင်နည်းနည်းလေးစိတ်ရှည်သိခံပြီးဇွဲလေးနဲ့ကြိုးစားပေးပါအထူးသဖြင့်ဧပြီလနိုဝင်ဘာလမေလဒီဇင်ဘာလ ဇွန်လဇန်နဝါရီလအဲ့ဒီလတွေမှာဆိုရင်အလုတ်ကန်နေကောင်းပြီးတော့ဘာလို့ငမ်းမယ်လို့လို့အကျိုးပေးတယ်ဗျအမြင့်ဆုံးအစ်စ်နံတစ်ခုရောက်ရှိသွားလိမ့်မယ်ခုနကတော့မင်းဖုန်ကြီးဆရာတစုစုထပြီးဖြစ်တယ်ဆိုတော့ဂိမ်းမှုတွေကြုံရတတ်တယ်အော်နိုဘာလစတေမာလဇူလိုင်လဖေဖော်ဝါရီလတွေမှာတော့ကိုနဲ့ပြိုင်ဆိုင်မဲ့သူတွေအရင်များနေတဲ့တဘာဝရှိတဲ့အတွက်စိတ်ညစ်စရာလေးတွေတော့ကြုံရတတ်တယ်အပြိုင်ဆိုင်ကြိုးစားရတာဖြစ်တဲ့အတွက်စိတ်ပြေမှလူပြေမှတော့ကြုံရတာပေါ့လေသို့တော့ဘာမှတော့စိတ်မူရမလို့ကိုကကံကောင်းတော့နောက်ဆုံးမှာတော့အနိုင်ရမယ် တော်တော်စစ်စုကြီးတယောက်ရဲ့အောင်မြင်မှုနဲ့အရာဒဏ်တူတဲ့အတွက်ပြမန်းခက်ခဲမှုမှာအောင်မြင်မှုရမယ်လို့ခေါ်တယ်။ဩဂတ်စ်လမတ်လနေ့မှာဆိုရင်အောင်မြင်မှုအသေးပွင့်တွေခံစားရတယ်အဆင်ပြေတယ်။တော်တော်နည်းနည်းပါးပါပြမန်းနာမျိုးတွေကြုံရတတ်တယ်။ပြီးတော့စနေသားမိတတော်များများလည်းလိုချင်တာရှိရင်တော့ပြပြလေးလေးရတာတတ်ဆိုင်တိုက်ခိုက်ပြီးမှရတာပြမန်းပြီးမှရတတ်တဲ့သဘာဝရှိတာဟုတ်ရနော်။အဲ့တော့ချုပ်ကောင်းမဲ့ဆိုတော့တိရစ္ဆာန်ပတ်လုံးမှာအလုံးနဲ့ပတ်သက်ပြီးအမှန်တန်ကောင်းတဲ့အထက်မှာပါတယ်။ယာရုအကြီးကြီးမားမားရမယ်ဆိုတော့အနေထားပါတယ်ဆိုတော့လေးမမေ့စေချင်ပါဘူးကွာနော်။ အဲနံပါတ်3အနေနဲ့ဝင်ဝင်နဲ့ပတ်သက်ပြီးကျွန်တော်ဟောပြခြင်းတယ်အဲဒီလက်ဆောင်ပတ်လုံးမှာဝင်ဝင်နဲ့ပတ်သက်လို့ရှိရင်တော့သူကတစ်ဖက်မှာကောင်းတာရှိတော်လည်းပဲဝင်ဝင်ကဝင်ဝင်နဲ့ထုတ်ဝင်ရနည်းနည်းမမြတတာမျိုးလေးတွေဖြစ်တတ်တဲ့ဘဝရှိတယ်ဗျဝင်ဝင်မကောင်းမဟုတ်ဘူးကောင်းတယ်နော်ဝင်တော့ဟိုငွေကပြန်ပြီးထွက်တာမျိုးလေးတွေဖြစ်တတ်တယ်တချို့ကလေးတွေမှာဆိုရင်ဗျမိမာညမာကိုကအလုပ်တွေအရန်ကြိုးစားတယ်သို့တော့ပင်မတော့အကျိုးခံစားမှုမရတာလေးတော့သွားဖြစ်တတ်တယ်ငွေကြေးလေးတွေဝင်လာပြီဆိုရင်လည်းအဲ့ဝင်တဲ့ငွေကြေးက ပြပြလဲလဲအေးချင်ချင်လေးဝင်လာထပ်စားလို့ရှိရင်စိတ်ပင်ပန်းခံပြီးတော့စိတ်ညစ်ခံပြီးတော့စိတ်ပင်ပန်းလူပင်ပန်းအဲ့လိုမျိုးကြုံပြီးတော့မှပတ်စံဝင်လာမျိုးလေးတွေဖြစ်တတ်တယ်ပြီးတော့ရတဲ့ပတ်စံလေးတွေကိုကဒီနေ့မှာအပေကန်းလေးတွေရက်ရောတာလေးတွေအလူဒန်းလေးတွေလောက်တာမျိုးလေးတွေနော်အရှိရေးတွေနောက်ရေးတွေမကြည့်ဘဲနဲ့လက်အရန်ဖွာပြီးတော့အပေကန်းလေးတွေဖြစ်တဲ့ဟာကြောင့်ငွေကြီးထိခိုက်တာလေးတွေဖြစ်တတ်တယ်သတိထားပြီးမကုံသိမ့်မနဲ့ကုံတာပေါ့လေအလယ်ဟတ်သက်ဖြစ်သွားတာမျိုးလေးတွေကြုံရတတ်တယ်ဖြုံးသလိုဖြစ်သွားတတ်တယ်သတိထားပါနော် စုမိမဆောင်မိတာအဲစုမိဆောင်မိတဲ့အနေအထားလေးတွေမရှိဘူးဖြစ်တတ်တယ်။အော်နိုဘာလာတလလုံးမှာဆိုလို့ရှိရင်ကိုကြောင့်မဟုတ်ပဲနဲ့ဗျာတခြားသူတွေကြောင့်ငွေကုန်ကြေးကြနေတယ်များတယ်ဗျာအထူးသတိထားမယ်။အဲ့ကောင်ကမှရွှေရပစ္စည်းတွေလုံးဝဝယ်လို့မရဘူးမမြဲဘူးရွှေတွေပါပြီးပြန်ထွက်တတ်တယ်။ဘောဒကုဏလုံးဝအဝင်မတော်ဘူးလူလိန်ခန်းတတ်တဲ့သဘာဝရှိတယ်သတိထားပေးပါလို့အကြံပေးခြင်းနဲ့ဗျာနော်။ဇူလိုင်လဖေဖော်ဝါရီလအဲ့ဒီလတွေမှာတော့သူက ရတဲ့ငွေလေးကရလိုက်စားလိုက်စားလိုက်ရလိုက်နဲ့ပတ်ချပါတော့လဲတာပေါ့လေရရဆဆာဘောဝါမျိုးလိုခေါ်တာပေါ့လေသို့တော့အရင်ကြီးဆိုးတဲ့ထက်မှာတော့မပါဘူးစရိမာလအဲ့ဒီစရိမာလကလွယ်လို့ရှိရင်ဂျန်နယ်လာတွေမှာဝင်ငွေကောင်းတယ်ဗျာငွေရှင်နဲ့သုံးနိုင်စွန်းနိုင်နေတယ်เนาะမေလဒီဇင်ဘာလတွေမှာဆိုလို့ရှိရင်တော့ရတဲ့ပတ်စံတွေကအထုပ်နဲ့အထင်နဲ့စုလို့ဇောင်းလို့ရတဲ့အနေအထားဖြစ်တဲ့အတွက်အမှန်တန်ကောင်းတဲ့နှစ်ထက်မှာပါတယ်ဗျာเนาะအဲ့တော့ဘာပဲပြောပြောတစ်ခုခုဆိုလို့ရှိရင်တော့စနေတို့မြေဒီမှာတိုက်ခိုက်ပြီးမှရတဲ့တဲ့သဘာဝဖြစ်တယ် အပူလေးတွေနဲ့ရတဲ့တဘာဝဖြစ်တဲ့အတွက်အဲ့ဒါကိုစိတ်ကြကြကြမလို့ဘူးတိုက်ခိုက်ပြီးတော့မှယူပါဗျာနော်အဆင်ပြေပါတယ်နံပါတ်၄အချက်နေနဲ့ကျွန်တော်ပညာရေးနဲ့ပတ်သက်ပြီးဟောပေးခြင်းတယ်တနစ်စာပတ်လုံးမှာပညာရေးနဲ့ပတ်သက်ပြီးအမရန်အမရန်ထူးချွန်တယ်အမရန်ကောင်းတယ်ပြီးတော့စနေတို့မြည်ဒီမှာလည်းငကိုကလေးကထူးချွန်တဲ့အကျင့်လေးတွေရှိတယ်အဲ့တော့ဒီနေ့မှာကိုကကံညာဝရိယကိုထည့်ပြီးယူသွားလိုက်မယ်ဆိုတော့လက်ခံအောင်ခပ်ဗျာလိုချင်တာလေးတွေပြည့်ပြည့်ဝဝဖြစ်နေလာလိမ့်မယ်ဘယ်ပညာရောက်ကိုမဆိုးပင်လည်းတက်လည်းရှိနေလိမ့်မယ်အနေထားရှိနေမယ် အဲတခုရှိတာကအဲစနေသားသမီးတွေကတခါကြမှာနည်းနည်းနားထုပဲဗျလုံရင်ဖြစ်တဲ့အနေအထားမှာမလုံချင်ဘူးဆိုပြီးတော့နည်းနည်းပြင်းအောင်လုပ်ရတယ်ဖြစ်တဲ့သဘောပါရှိတယ်အဲ့ဒါတွေကတော့ဂရုစိုက်ပြီပါလေသို့တော်ဆောင်းပွဲတွေပါနေပြင်တော့မောက်ချအောင်တဲ့အနေအထားရှိတယ်ဧပြီလဇွန်လစနေဝါရီလနိုဝင်ဘာလတွေမှာဆောင်းပွဲဖြစ်လို့ရှိရင်ဂုံလုံးနဲ့မောက်ချအောင်တယ်ဗျာနော်အဆင်ပြေတယ်ကိုလိုချင်တဲ့ဘာသာတွေကိုလည်းရလိုက်မှာဗျမေလဒီဇင်ဘာလအဲ့ဒီလတွေမှာတော့ဆောင်းပွဲဖြစ်ရင် ိုထင်တဲ့အနေထားတော့ပို့ပြီးတော့အဆင်ပြေတဲ့အနေထားကျုံရတယ်ပဲ။ကိုကဗျာယူနာမဲအောင်မထင်နဲ့ဆိုကြပါလို့အဲ့ကောင်ကသူကဂုံးတွေပါတယ်ထပြီးပါတယ်ဗျာ။တော်တော်လေးအားကောင်းတယ်နော်။အလုံးအနာပြေပါတယ်ဖြေလို့ရှိရင်အောင်တယ်။ဒီအာရရုတို့တွေပါတယ်ဖြေလို့ရှိရင်တခြားအောင်အဆင်ပြေတယ်ဗျာနော်။မမျော်လင့်မနဲ့ဖြေတဲ့အခါမှာအောင်မြို့ရပြီးတော့ပါသွားတယ်ဆိုတာမျိုးလေးဖြစ်တတ်တယ်။အောင်လိုကတော့မအောင်ဝက်ဖြေရင်တော်တော်ကြီးကိုထူသာပြီးယူရမယ့်အနေအထားဖြစ်တဲ့သတိတော်ထားမိစေခြင်းနဲ့အဲ့လာကတော့ကံမကောင်း။ဩဂတ်စ်လမတ်စလတွေမှာဖြစ်လို့ရှိရင်တော့ ဆော့ဝဲကတေချာပေါ့အောင်မယ်အဲ channel အနေနဲ့မှာဆိုရင်တော့ group ပါမှာပါတော့ကိုပေါ်မူလီတာပေါ့တာမှာမဲ့ကျိုးသားရင်ကျိုးသားတော့ပဲရတာအဲ့တော့တို့တို့တော့ကိုဘကတော့ဒီကာလမှာကျိုးသားရင်ကျိုးသားတော့ရတဲ့ကာလကံရထားမှုအပြေဝါရမှုဆိုတော့ဘာမှစိတ်မပြောင်းလို့ဘူးပညာရေးနဲ့ပတ်သက်ရင်ထူးထူးရှင်းရှင်းအောင်မယ်နှစ်တနည်းဆိုတာလေးအတိအကျပါတယ်ကြာနော်နံပါတ်5အချက်အနေနဲ့ကျွန်တော်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးစနေသားသမီးတွေကိုဟောပေးခြင်းတယ် ဒီဒိသပတ်လုံးအင်တော်ကြီးမှာအင်တော်ကြီးအရန်အရန်ကိုကံကောင်းတဲ့နှစ်ထမှာပါတယ်ပြန်နော်အဲ့ဒါအပြင်သာသမီအချို့သူခံစားရတဲ့နှစ်ထမှာပါတယ်အထူးသဖြင့်ဒီကာလမှာသာသမီယူမယ်လို့ကြိုးစားတဲ့သူတွေဆိုရင်သာသမီယန္တနာလေးတွေရလာတဲ့ကာလလေးရှိတယ်ပြီးတော့သာသမီရှိတဲ့သူတွေဆိုရင်လည်းသာသမီတွေရဲ့ပြန်ပြီးပြည့်စုံလောက်ကျွေးမှုကြောင်ပေါ့လေတော်တော်လေးအားကောင်းတယ်ဒီချိန်မှာရတော့ကိုယ်သာသမီကိုအကြောင်းပြုပြီးကိုယ်ပါနာမည်ကိုယ်သက်ကတက်တယ်ပေါ့ ကိုယ့်ရဲ့သားသမီးကမင်းဖုန်းကြီးဆရာတစုဖြစ်သွားတဲ့ခါမျိုးတွေမှာသူတို့ကိုအကြောင်းပြုပြီးတော့ကိုပါမျက်နှာပွင့်လာနဲ့ဂုံတွေပါတက်တယ်ပေါ့လေသူတို့စီရဲ့ပြန်ထောက်ပံ့မှုတွေကြောင့်အကျိုးကျေးဇူးတွေခံစားရမယ်ဆိုတဲ့ကာရတွေမှာပါတယ်တော်တော်လေးအကောင်းပါတယ်ကြောနော်ပြီးတော့ဒီနေ့ကတော့ဘယ်လိုပြောမလဲအချစ်အိမ်အောင်နဲ့ပတ်သက်ရင်ပြန်ပြောခြင်းတယ်အဲ့ဒါဘာလဲဆိုတော့ကံကောင်းတဲ့ထဲမှာပါတယ်စိတ်ဆိုးစကားများရံဖြစ်တတ်တဲ့သဘာဝတော့ရှိတာပေါ့လေအဲ့လိုဖြစ်ခိုင်အောင်သူကခဏပဲဗျအကြာကြီးမဖြစ်ပါဘူးကြောနော်စိတ်မပူနဲ့ဟို ူစိတ်နဲ့ကိုယ်စိတ်နဲ့ကတော့ပြီးထထူကြမယ်ကာလာတွေမှာပါတယ်ဗျာနော်တရားနဲ့တရားမချစ်ချင်တော့မုံပြီးတော့ကာတူးနေတော့တဲ့အထီးဖြစ်သွားတာလေအထီးတော့လုံးဝမဖြစ်တဲ့သူကဘာမှတော့စိတ်မပူနဲ့နော်ကိုယ်ကသူကနားလည်မှုတွေအရင်ထက်စာရင်ပို့ပြီးခိုင်မာလာကြလိမ့်မယ်အမှတချို့တာသမီတွေကြောင့်ပို့ပြီးတော့မိမတွေအဆင်ပြေတယ်ပေါ့တာသမီရဏလေးတွေရတဲ့ခါမှာလည်းချစ်ချင်မိတာတွေပို့ပြီးခိုင်မာမယ်ဆိုတော့မိထမပါတယ်တို့တော့အဲ့လိုမျိုးရှိနေတဲ့အထက်ကမှအကျန်းခိုက်ဆိုတာကလည်းတွားပြီးဝင်လာတဲ့သဘောပါရှိတယ်။အဲ့ဒါဗါလဲဆိုတော့ အော်လိုဘာလည်းမဆိုရင်တခြားသူတွေရဲ့တွေ့ထုံလို့ဆောင်မှုတွေကြောင့်ဗေမြားချင်းစိတ်ဝင်ခွဲတာလေးတွေစကားများတာလေးတွေဖြစ်ရတဲ့ခွဲနေရတဲ့သူတွေဆိုအိတ်ကာလမှာကိုချစ်သူအိမ်တော်ဘက်မှာဖြစ်စေကိုစီကိုဖြစ်စေတတိယတယောက်တွေဝင်လာတာမျိုးတွေအတင်းတွန်းဝင်တာမျိုးတွေကစာဖြစ်ရတဲ့အဲ့တော့ကိုချစ်သူအိမ်တော်ဘက်ကအအထင်လွဲမှုတွေတွေပေါ့လေအဲကိုချစ်သူအိမ်တော်ဘက်ပေါ်ကိုကလည်းအထင်လွဲတာအဲ့တော့မျိုးတွေတွားကြုံရတဲ့တဘာဝရှိတဲ့သူကဒိဋ္ဌာဝိစိတ်နဲ့တို့တော့အရင်ရင်စိတ်မှုတွေကတော့အနေထားတော့မရှိပါဘူးပြေနော် ဇော်လာဇန်နဝါရီလထဲမှာဆိုရင်အရောင်ရင်းနဲ့ပတ်သက်ပြီးအရန်တာရတယ်ဗျချစ်သူမရှိတဲ့သူတွေဆိုအိတ်ကာလမှာအချစ်သူရတယ်အချစ်သူရှိတဲ့သူတွေဆိုလည်းအိတ်ကာလမှာအရောင်တွေပါတယ်ကြားတယ်ဒီကာလမှာကြားတဲ့အရောင်တို့အချစ်ရလို့ဆိုရင်အမရန်ကောင်းတယ်ဗျထားတဲ့နဲ့နဲ့ထဲမှာပါတယ်မိကိုအားထားရတဲ့ချစ်သူတွေတော့မကောင်းအဲအထကရုပ်ရုပ်ပိုင်းဆိုင်ရာပစ္စည်းဥစ္စာတွေမဟုတ်ဘူးပေါ့ချစ်ချင်းမြတ်တာဆိုလည်းကိုယ့်ကိုတကယ်ချင်းချင်းနာနာယူရပေးနိုင်တဲ့ချစ်သူတွေတော့မကောင်းနေတဲ့စုံစည်းရတဲ့ကာလလို့ခေါ်တဲ့အတွက်အမရန်ကောင်းတယ် စနေမနက်ဇူလိုင်လဖေဖော်ဝါရီလနေ့မှာတော့နည်းနည်းလေးသတိထားမယ်ဗျ။ဘာမှမဟုတ်တဲ့ကိစ္စလေးတွေကနေစကားပြောရင်းစကနိုင်လူရင်းနဲ့စိတ်ဆိုးစကားများတာမျိုးတွေဖြစ်တယ်ဗျ။စနေတော့မိဒီမှာစိတ်နည်းနည်းကြည့်တယ်။အနာရလို့ခြင်းနဲ့စိတ်လေးတွေနည်းနည်းပါတယ်။ဆိုတော့လေကိုကကိုရဲ့ချစ်သူရဲ့နောက်ဘက်ပေါ်လွန်မှုခြင်းနဲ့စိတ်လေးတွေဖြစ်တတ်တယ်။အယမ်းချစ်လို့လို့ဆိုပြီးတော့ငုံနောက်မတ်ချစ်လို့ဆိုပြီးတော့ချုပ်ချယ်မိသွားတာမျိုးတွေဟာအစားဖြစ်တယ်။နောက်ဆုံးခုနကတော့အပြိုင်ဆိုင်မှာကိုကအနာရခြင်းနဲ့စိတ်လေးတွေနောက်အဲ့ဒါလေးတွေအားကြီးွားတဲ့အခါမှာယံပြိပခါလေးတွေ စိတ်ဆိုးစကားများဖြစ်တာမျိုးတွေကြုံရတဲ့ဂရိလေးထားပေးပါဗျာနော်အပြက်ပြက်နဲ့နှာခေါင်းသွင်းထွက်စေချင်လို့ပါအဲဂျန်နနာလေးတွေမှာဆိုတော့အထူးအထူးအဆင်ပြေတယ်ဧပြီလနဲ့နိုဝင်ဘာလတွေမှာဆိုရင်တော့ကိုယ့်ချစ်သူနဲ့အတူဖြစ်စေနောက်ချစ်သူများအတူဖြစ်စေအိမ်တော်ဘက်ဆိုတော့ကိုယ့်ရဲ့ယောက်ျားမိန်းမနဲ့အတူဖြစ်စေခီးတွေပါထွက်ရတယ်ပျော်ဝဲစားခီးတို့အပျော်ပါခီးတို့အလဲပတ်ခီးတို့ဖျားဘူးခီးတို့ဓာမရီတွေသွားတဲ့ခဲမှာပါတယ်အဲ့တော့ခြုံကြည့်မယ်ဆိုရင်တော့ဒီနေ့ဒီ အချစ်အရောင်ရပဒိုင်အမရာအထူးအဆင်ပြေမဲ့နေ့ထမှာပါတာတွေ့ရတဲ့သူကအမရာဝမ်းသာဖို့ကောင်းတယ်ဆိုတာလေးဟောပေးခြင်းတယ်ကနော်ဒါပြင်နံပါတ်6အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးဟောပေးခြင်းတယ်ကျမ်းမာရေးမှာတော့ဒီနေ့ထမှာဟိုစနေသားသမီးတွေကျမ်းမာရေးနဲ့ပတ်သက်ရင်တော့နန္ဒလေးဂယူဆိုင်စီခြင်းတယ်ကနော်ကံကောင်းတာမှန်တော့လည်းပဲကျမ်းမာရေးနဲ့ပတ်သက်ရင်ခြူချာထက်တဲ့သဘာဝတွေတော့ရှိတယ်သို့တော်လည်းပဲအဲ့ရတဲ့ဘုံဘုံလဲလောက်အောင်မဖြစ်ဘူးဆိုခဲ့ရင်တော့မှ တခြားဆောင်ဖြစ်တယ်တယ်ဗျာသူကဖြစ်လို့ရှိရင်တည်တည်မောဝါလေးတွေဖြစ်တယ်တယ်ဗျာတစ်ခုပြီးတစ်ခုပေါ့လေဟိုဟာဖင်လာလိုက်ခေါင်းလာလိုက်ဟိုသွားလိုက်ဟိုဖြစ်လိုက်ဒီဖြစ်လိုက်အဲ့လိုမျိုးတွေဒီပတ်ချောင်ပါတော့လို့ဖြစ်တယ်ဗျအဲ့ရတဲ့ဘုံဘုံလဲပြီးဖြစ်တဲ့ကိစ္စမျိုးတွေတော့ဒီတော့မဖြစ်ဘူးဆိုတော့မှသူကလည်းသူတော့ဖြစ်တတ်တယ်ဒရိထာနော်တခြားဆောင်ဖြစ်တဲ့တည်းမှာပါတယ်ဘာရောအားမှလည်းမမရရမရှိဘူးစိတ်ုံစိမ်းသာသွားလို့ရှိရင်လည်းအနာနဲ့စိတ်နဲ့မတူယောဂတွေပါလေရှာရင်လည်းမရှိဘူးဓမ္မကျမ်းမှာရခေါင်းလာမင်းနဲ့မကောင်းလို့လို့မနှမ်းဆန်းလို့လို့ဖြစ်တတ်တယ်ဒရိထာပေါ့ ဟိုဒီချုပ်လိုက်တဲ့ဆိုရင်အဲ့လိုကားလေးဒီမှာငောက်အောင်တခြားသူတွေများဆုံးပြောကားလေးတွေများလောက်ထားသလားဆိုပြီးထင်ရတာမျိုးတွေအားစားဖြစ်တဲ့စိတ်မပူပါနဲ့ဘာမှအကြီးကြီးမားမားမဖြစ်ပါဘူးပြောနော်ဖြားတာနာတာတော့ပါပဲဩဂတ်စ်လမတ်စ်လတွေမှာဆိုရင်တော့ဝမ်းမိုက်တခြားပေါ့လေရှားနာလေးတွေဖြစ်တဲ့ခနာကိုအရေးပါတဲ့ပုံမှာဖြစ်တဲ့နော်အဲ့အနာလိုအဖုတွေတွေအများကြီးဖြစ်ပြီးပြတ်သွားတာမျိုးတွေဖြစ်တဲ့ပေါင်းနေမှာဆိုအနာစိတ်တွေပေါက်လာမျိုးတွေအားစားဖြစ်တဲ့ပါမဆိုဝက်ချန်လေးအစီအဖုတွေအများကြီးထွက်လာမျိုးတွေအားစားဖြစ်ပြီးအလားပြတ်တဲ့ အဲ့ဒါပြင် main grade ဆိုရင်ပို့ပြီးတော့တတိထားပါလေဂယုဆိုင်ပါဗျာတုတ်ရရဟာလေးရှောက်လိမ့်မနေပါနဲ့ဗျာနော်လိမ့်လို့ရှင်ပို့ဆိုးသွားတာမျိုးတွေဖြစ်တယ်လို့ပါအော်တော့လာမှာဆိုရင်တော့ကျမ်းမာရေးအញ្ញဉာဏ်လေနော်ကျမ်းမာရေးအញ្ញဉာဏ်ဆုံးပြောမှာဆိုရင်တတိစာပတ်လုံးမှာအော်တော့လာဒီအញ្ញဉာဏ်ဆုံးနှစ်ဖြစ်တယ်ဆိုတာလေးသိစေချင်တယ်အော်တော့လာမှာအထူးထူးတတိထားမယ်နော်တော်တော်လေးဂယုဆိုင်ကမယ်မကြာခဏချူချာမယ်အထူးသဖြင့်သူကလေနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တယ်တတိယအဖြစ်ဘောဓကုဏနဲ့ပတ်သက်တဲ့ယောဂါဖြစ်တဲ့နှစ်လို့ပဲခေါ်ဆိုရပါလို့ ဝမ်းမနဲ့ပတ်သက်ပြီးလေလို့လျောက်ဖြစ်ရင်ပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်။ဘိုက်ကနေမှတစ်ခုခုဖြစ်ရင်ခွဲရဆဲရတာမျိုးတွေဖြစ်တတ်တယ်။အပြင်မှာဆိုလက်တွေပါရင်နာတာကြိုက်တာကျိုးတာဖြစ်တတ်တယ်။အသက်ရွယ်ချင်းတဲ့သူတွေဆိုရင်လင်ဖြစ်သွားတာမျိုးတွေလင်ပစုံဖြစ်တာမျိုးတွေဖြစ်တတ်တယ်။တချို့တစ်ခါလေးတွေဆိုရင်ဖတ်မရောမဆိုအောင်ဗျာ။လေဗင်းနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တဲ့အခါမှာယောဂနာဖြစ်တော့ပိသမရှိဘူး။အလုံးတွေပါရင်ကြဲတာမျိုးတွေခွဲရဆဲရတာမျိုးတွေဖြစ်တတ်တယ်။အဲ့အဲ့အဲ့လာတော့အထူးထူးသတိထားပါလို့အကြံပေးခြင်းနဲ့ ပြီးတော့သူကအစာအိမ်နဲ့ပတ်သက်ပြီးတော့လည်းသူကဖြစ်တတ်တာပေါ့အစာမှာပိုးဝင်တာအစာရင်ပိုးဝင်တာမျိုးတွေလေလို့တွေရောဖြစ်တာမျိုးတွေမခံမြင်နိုင်တာအောက်နာကျင်တဲ့ခါမှာဆေးရုံစီကံပြရတာမျိုးတွေဖြစ်တတ်တယ်ခရုဆိုင်ပါစနေမနာမှာဆိုရင်တော့ခေါင်းနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်အာယုံကြောအပြင်းပြင်းထန်ထန်ရောင်တာမျိုးတွေနောက်ကျောဆက်ကောင်နဲ့တို့ဖြစ်တာမထင်ကျော်တွေထွတ်ထွတ်ထွတ်ထိုးတာမျိုးတွေဖြစ်တတ်တယ်ခေါင်းမခေါင်းကညက်ပဲအိမ်မပြောတာတွေဖြစ်တတ်တယ်သတိထားပါလို့အကြံပေးခြင်းနဲ့ channel လေးတွေမှာဆိုတော့ယောဂါတွေကထူးထူးခြားခြားဘာမှမဖြစ်ပါဘူးတာမန်ပါပဲဗျာ ကျွန်တော်ခုနခေါ်ရတဲ့လှတွေတွေမှာတော့ပုံမှန်ဖြစ်တာထက်ဖြစ်နေဖြစ်တာရှိကြတယ်အញ្ញခန့်တွေတွေရှိတယ်လှတွေတွေဖြစ်တော့ရှောင်မို့ရအောင်ကျွန်တော်အသေးစိတ်လေးလှလိုက်ဖြစ်မဲ့ယောဂတွေအားစကျွန်တော်ခေါ်ပြောရတာဖြစ်တဲ့တော့သတိထားပြီးပါလို့အကြံပေးခြင်းနဲ့ဟာနော်အဲ့တော့ဟောရတယ်ရောအားလုံးစုံပြီးနံပါတ်9အနေနဲ့တိစ္ဆာပတ်လုံးမှာလိုက်နာမယ်အကြံပေးချက်လေးအနေနဲ့ကျွန်တော်ပြောပြခြင်းဒီတိစ္ဆာကြီးကံကောင်းတဲ့နေ့ထက်မှပါရမန်တော်လည်းပဲ ဟိုကျွန်တော်ခုနပြောသလိုပေါ့တရားရအောင်ကောင်းတဲ့သူတွေလို့ဘယ်မှမှမရှိကြတာအဲ့တော့အညာအခက်လေးတွေကြုံတဲ့အခါမှာစိတ်ကြီးစရာလေးအနှဲငယ်တော့ဖြစ်မှာပဲငွေကြီးနဲ့ပတ်သက်လို့ရှိရင်လည်းကံကောင်းတာကောင်းတာကံတာပဲဗျာအလုံးမှာနာမည်ကုန်တဲ့ဟာတွေတက်တော်လဲပဲအဲ့နာမည်တက်တော့ဝင်ဝင်ဝင်ရဝင်လာအကျိုးခံတာကိုရလာဆိုတော့မရဘူးနာမည်ပဲရတယ်ငွေရလာတိမဟုတ်ဘူးဒါမျိုးလေးတော့သွားဖြစ်တယ်သတိထားပါဒါအပြင်လူမှုပေါင်းသင်းဆက်ဆံရေးမှာကိုယ်ကတစ်စိမ့်မြင့်တဲ့အနေထားမျိုးလေးတွေ ောင်းတဲ့အနေအထားတွေရောက်တဲ့အခါမှာမနာလိုတက်ခိုက်မှုတွေရှိတဲ့တယ်အပေါင်းအသင်းတွေနဲ့အယူဆတွေအတွေးခေါ်တွေမတူတာမျိုးတွေဖြစ်တတ်တယ်သို့တော့ဒါရီယာလည်းပြဿနာဖြစ်လဲခဏပါပဲเนาะအဲ့တော့အလိုလိုအဆင်ပြေသွားမှာဖြစ်တယ်ဒါတော့ဒီကထမနံပါတ်1အရေးကြီးဆုံးအချက်ကတော့ကျမ်းမာရေးကိုကောင်းထက်ကောင်းအထူးကြိုးစားပြီးနေဖို့အကြံပေးခြင်းနဲ့နံပါတ်2အချက်ကတော့ဒီကာလမှာငွေကိုလုံးဝမဖြုံးပါနဲ့ပေါ့နော်သူရင်ချေချာစစ်စစ်ပြီးသုံးဆွဲပေးပါနံပါတ်3ဒီကထမဘု து စကားမှာလုံးဝလုံးဝမယုံပါနဲ့ပေါ့နော် အဲဒီမြန်မာသားတွေအားရုံမိတဲ့အတွက်ပြဿနာအနောက်ရှိတွေများတော့ဘူးနဲ့တော့သတိထားလို့ရအောင်မာရင်းဖြစ်တယ်။နောက်နံပါတ်၄အချက်ကတော့ဒီလိုထမှာဘောဒခုနနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုံးဝလုံးဝမဝယ်ပါနဲ့မလုပ်ပါနဲ့။ဥပမာရွှေဝယ်မယ်လုံးဝဝယ်လို့မသင့်တော့ဘူး။လယ်ဒီပိုင်းလုပ်မယ်လုံးဝလုံးလို့မရဘူး။ရွှေတူးမယ်တူးလို့မရဘူးပြနော်။ရင်းနယ်ပိုင်းတူးမယ်တူးလို့မကောင်းဘူးပြနော်။ပြဿနာတွေအနောက်ရှိတွေအများကြီးရှိတယ်။အဲ့လုပ်ငန်းတွေကလည်းတော်တော်လေးဆိုးတယ်။ဘောဒီပိုင်းမွေးမယ်ပေါ့ဗျာမမွေးပါနဲ့ပြနော်။ ဲ့တော့ဘုရားကုဏလုံးဝအကျုံမပြဘူးမဝယ်ပါနဲ့အဝင်မခံပါနဲ့အဲ့ဒါလေးကိုလိုက်နာကျင့်သုံးမယ်ဆိုရင်တော့သုတ္တဝါဖြစ်เสียဘာမှမရှိပဲတော်တော်လေးကံကောင်းပြီးအစဉ်မြဲနှစ်တက်တက်ပါပဲအဲ့တော့ကောင်းတဲ့ကံလေးတွေပို့ကောင်းပြီးတော့ကျောင်းဝတဲ့အញ្ញံခိုက်တွေလည်းပြည့်ဖြတ်ဖို့အတွက်ဆိုရင်ရရလည်းခြေဖို့တော့လိုတာပေါ့ဗျာအဲ့တော့ရရအနေနဲ့ဘယ်လိုခြေရမလဲဆိုလို့ရှိရင်နှစ်ပိုင်းခွဲပြီးမယ်ပေါ့လေပထမတစ်ပိုင်းကတော့အိမ်ရဖရားမှာတဏှာသေးလေးအများအားလုပ်လို့ကတ်လို့ပေးပါဗျာနော်အဲ့တော့နံပါတ်1အချက်ကတော့ဒီကာလမှာ ပြင်းကရိုးသားနဲ့ငကားရုပ်လေးထုပြီးတော့ကိုနဲ့မကွာစောင်းနှားပေးပါတချို့ကနည်းနည်းတက်နိုင်တဲ့သူတွေဆိုရင်နည်းနည်းချီချီထားပြီးတော့အိမ်ဝင်တွေမှာအလအဆောင်နည်းနည်းထားတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဟိုတယ်တို့တက်ခုကတော့ဒါမှမဟုတ်လို့ရှိရင်ဗျာအဲ့ကတော့အဲ့ရှိတွေမှာချလာလို့ရတယ်တချို့လေဟွာစိုက်နေပါလိမ့်မှာဆိုလို့ရှိရင်အဲ့ပြင်းကရိုးသားနဲ့ငကားရုပ်လေးထုပေးချာလေးအချောလေးကင်ပြီးတော့အလပဲဆောင်းဆောင်းနှားဆောင်းနှားပေါ့အကောင်းဆုံးအဆောင်တစ်ခုဖြစ်လာနိုင်တယ်နော်ငကားဆိုတာစနေနံကိုကုစားပြုပါလိုက်ပါနော်လွတ်ပြအောင်လုပ်လိုက်ပါ ။နောက်နံပါတ်3အချက်နေလဲဘာလဲဆိုတော့မိတ်ဆွေတွေကို မကြခဏကွန်းရလေးတွေပေါ့လေဒါနပြုကျွေးမွေးပေးပါဗျ။အဲ့ဒါကအကောင်းတဲ့ရေရာလေးတွေငွေချင်းတွေအစားတဖြည်းဖြည်းအစီအပြေလာမှာဖြစ်တယ်ပေါ့။အဲ့ဒီရေရာလေးကိုမကြမကြလေးလှုပ်ပေးပြအောင်လှုပ်ပေးပါ။နောက်အထူးရေရာအနေနဲ့ကျွန်တော်မာဂျင်နာလေးတစ်ခုရှိပါတယ်။နောက်လှုပ်ပြအောင်လှုပ်ပေးဖို့ပါ။အဲ့ဒါကဘာလဲဆိုတော့တက်နိုင်ခဲ့မယ်ဆိုရင်ပေါ့လေ။အဲဒီနေ့ထမနိုင်ငံရုံဖျားတွေပါလေ။ တဲ့ပို့ပြီးတော့ကောင်းတယ်ပေါ့တက်နိုင်တဲ့သူကတော့အဲ့လိုမျိုးတက်စီတက်နိုင်စီနော်အဲ့လိုမှမတက်နိုင်ဘူးဆိုရင်နောက်ဆုံးလုတ်စီနေတာဘာတွေလုတ်စီနေလဲဆိုလို့ရှိရင်ဖះဇောင်းနှန်းနေပေါ့လေနော်ဖះတဇောင်းနေပြုတ်ပြတ်သွားတာတွေအများကြီးရှိပါတယ်အခုငလင်လည်းတော့ဖြစ်သွားတဲ့ဟာတွေအများကြီးရှိတယ်အဲ့ဒီဖះတဇောင်းနေပါတွေကိုပြန်ပြီးပြုတ်ပြင်စေခြင်းနဲ့လုတ်နိုင်ခိုင်းရင်လုတ်ဝေးပါအဲ့တော့တယောက်အားနဲ့မရရင်အများနဲ့လုတ်ပေါ့တက်နိုင်တော့ငွေကြေးလေးတွေတက်နိုင်တော့လေးထည့်ဝင်ယူလို့ရတယ်နောက်ဆုံးငွေကြေးတွေဘာမှမရှိလို့မလုတ်နိုင်ဘူးဆိုတော့မှအခု အငနေနဲ့တော့ကျွန်တော်တို့မြို့နိုင်ငံမှာပြုပြသွားတဲ့ဖရားတွေတစောင်းတွေအများကြီးရှိပါတယ်အဲ့ဒါတွေကိုတန့်ရှင်းလုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်လုပ်အားဒါနပဲဖြစ်ဖြစ်လုပ်ပြအောင်လုပ်ပေးလိုက်ပါအဲ့လိုလုပ်ခြင်းအားဖြင့်အကောင်းဆုံးသောကံအထောက်ပံ့ကောင်းတွေဖြစ်တည်ကြနိုင်မယ်ဆိုတာသိကြပါရတယ်နော်အဲ့တော့ရှောင်းနေရာရှိတာရှောင်းမယ်ဆောင်းနေရာရှိတာဆောင်းမယ်ဆိုရင်ဘာမှစိတ်ပူကြမလိုပါဘူးညနော်အဲ့တော့ကျွန်တော်ခေါ်တာလည်းပြည့်စုံပြီးဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးဒီတနစ်စာအစသအရာအစဉ်ပြေကြပြီးတော့ကြုံရရတဲ့ဘေးဥပ္ပတ်အနေနဲ့အပေါင်းကက်ရောက်ကအပေါင်းကနေ ကင်းဝေးကြပါစေလွတ်မြောက်ကြပါစေအဲချစ်တဲ့သူတွေမိသားစုတွေနဲ့အတူတူစစီလုံးလုံးချစ်ကြမှမာလေးတွေရှိကြပါစေလို့ကျွန်တော်မေတ္တာပို့ဆုတောင်းနေတဲ့ကျွန်တော်ရဲ့ဟော့စတယ်နေကိုဒီနေရာမှာနှိမ့်ကောင်းချုပ်ပါရစေကြနော်